ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ဘဝတွေကိုပုံမပြပြဆုံစေပြီးတော့အောင်မြင်မှုတွေစီကိုဥတီစေနိုင်တဲ့အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ကိုယ်ပိုင်ယုံကြည်မှုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုကိုကိုယုံကြည်မှုရှိခြင်းဆိုတာကဘယ်ဟာကိုမှမကြောက်ရွံ့ဘဲနဲ့တန်းဝင်အောင်ပြုလုပ်ခြင်းမျိုးမဟုတ်ပါဘူး။ဒါကကိုယ့်ရဲ့တန်ဖိုးကိုသိရှိနားလည်ပြီးတော့ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုလက်ခံကဘယ်အခြေအနေမှမဆိုကိုကိုကိုတန်ဖိုးထားတတ်တဲ့စိတ်နေစိတ်ထားတစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကိုယ်ပိုင်ယုံကြည်မှုဆိုတာဘာလဲ။ဒါကြောင့်အရေးကြီးတာလဲ။ ပြီးတော့ကိုပိုင်ယုံကြည်မှုကိုမြင့်တင်ဖို့အတွက်စိတ်ပညာရဲ့အကူအညီနဲ့လက်တွေ့ကျင့်သုံးနိုင်တဲ့နည်းလမ်းတွေကိုအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ရဲ့အဆုံးသတ်မှာတော့တင့်ရဲ့အတွင်းစိတ်စွမ်းအားတွေကိုရှာဖွေတွေ့ရှိပြီးတော့ပုံမှုယုံကြည်တဲ့ဘဝတစ်ခုကိုစတင်တည်ဆောက်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ကိုပိုင်ယုံကြည်မှုဆိုတာဘာလဲ။ကိုပိုင်ယုံကြည်မှုဆိုတာဟာကိုကိုကိုဘလောက်တန်ဖိုးရှိတယ်လို့ခန်းစားရလဲ။ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေအပေါ်ဘလောက်အထိယုံကြည်တယ်လဲဆိုတဲ့အမြင်တစ်ခုပါ။ဒါကကိုယ့်ရဲ့ပင်ကိုယ်စရိုက်အခြေအချင်းတွေအောင်မြင်မှုတွေနဲ့တန်ဖိုးတွေကို ကိုယ်တိုင်ဘလောက်ထိအတိမတ်ပြုတယ်လဲဆိုတဲ့အပေါ်မှာပူတည်ပါတယ်။ကိုယ်ပိုင်တန်ဖိုးထားစိတ်ဆိုတာကတော့ကိုဟာလူသားတစ်ယောက်အနေနဲ့မွေးရပါတန်ဖိုးရှိတယ်ဆိုတဲ့ယုံကြည်ချက်ပါ။ဘသူမဆိုမွေးဖွားလာကြတဲ့ကတန်ဖိုးရှိပါတယ်။ကိုယ့်ရဲ့အောင်မြင်မှုမအောင်မြင်မှုပိုင်ဆိုင်မှုမပိုင်ဆိုင်မှုတွေနဲ့မသက်ဆိုင်ပဲကိုဟာတန်ဖိုးရှိတဲ့သူတစ်ယောက်ဆိုတာကိုလက်ခံသိရှိခြင်းဖြစ်ပါတယ်။ကိုပိုင်ယုံကြည်မှုနှဲပါခြင်းရဲ့လက္ခဏာများကိုပိုင်ယုံကြည်မှုနှဲပါသူတွေမှာအောက်ပါလက္ခဏာအချို့ကိုမြင်တွေ့ရပါတယ်။ ကိုကိုကိုဝေဖန်ခြင်းအပြစ်ရှာခြင်းအမားလုံးမိတာကို အလွန်အမင်းကြောက်ရွံ့ခြင်းသူတစ်ပါးရဲ့ထင်မြင်ချက်တွေအပေါ်အလွန်အမင်းစိတ်ပူခြင်းအခွင့်အလမ်းတွေကိုလက်လွတ်ခံခြင်းဥပမာအားဖြင့်အလို့အသက်လျှောက်ဖို့ယာတုတို့ဖို့မရေခြင်းကိုယ့်ရဲ့အတွေးအမြင်တွေကို ဖော်ထုတ်ပြောဆိုဖို့ခက်ခဲခြင်းဆုံးဖြတ်ချက်ချဖို့ခက်ခဲခြင်း ပျော်ရွှင်မှုနဲ့စိတ်ကျဉ်တတ်မှုကိုခံစားရဖို့ခက်ခဲခြင်းတွေဖြစ်ပါတယ်။အဲ့တော့ဒီလက္ခဏာတွေတဲကတစ်ခုခုကိုကိုကမြင်တွေ့နေရပြီဆိုရင်တော့ကိုယ့်ရဲ့ကိုယ်ပိုင်ယုံကြည်မှုကိုမြင့်တင်ဖို့လိုအပ်နေပြီဆိုတာကိုသိရှိနိုင်ပါတယ်။အဲ့ဒီတော့ကိုယ်ပိုင်ယုံကြည်မှုဘာကြောင့်တိဆောက်တင်တယ်လဲ။ကိုယ်ပိုင်ယုံကြည်မှုမြင်မာခြင်းကကျွန်တော်တို့ရဲ့ဘဝတွေအပေါ်ပြုတဘောဆောင်တဲ့အကျိုးသက်ရောက်မှုများစွာကိုရှိပါတယ်။စိန်ခေါ်မှုတွေကိုရင်ဆိုင်ရလာခြင်းကိုယ်ပိုင်ယုံကြည်မှုရှိတဲ့သူတွေဟာအခက်အခဲတွေကိုရင်ဆိုင်မှုမကြောက်ဘဲတင်ယူစရာအခွင့်အရေးအဖြစ်ရှုမြင်တတ်ကြပါတယ်။ ပုံမကောင်းမွန်တဲ့ဆက်ဆံရေးများကိုကိုကိုတန်ဖိုးထားတဲ့အခါမှာတခြားသူတွေနဲ့ပုံမကျမ်းပါတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ပါတယ်။ကိုတန်ဖိုးကိုသိလို့ရှိရင်သူတစ်ပါးရဲ့လေးစားမှုကိုလည်းရရှိလာပါလိမ့်မယ်။ပျော်ရွှင်မှုတွေတိုးလာခြင်းကိုကိုကိုချစ်ပြီးလက်ခံတဲ့အခါမှာပုံမပျော်ရွှင်ပြီးတော့စိတ်ကျဉ်နှံမှုရှိတဲ့ဘဝကိုရရှိနိုင်ပါတယ်။အောင်မြင်မှုများရရှိခြင်း။ယုံကြည်မှုရှိတဲ့သူတွေဟာပန်းနိုင်တွေချမှတ်ပြီးအဲ့ဒီပန်းနိုင်တွေကိုအရောက်လှမ်းနိုင်ဖို့အတွက်ပုံပြီးတော့စူးစမ်းလေ့ရှိပါတယ်။ စိတ်ဖိစီးမှုလျှော့ချနိုင်ခြင်းကိုကိုကူယုံကြည်မှုရှိနေတဲ့အခါမှာအခြေအနေတွေကိုပုံမှုကောင်းမွန်စွာဂိုင်းတွယ်ပြီးတော့စိတ်ဖိစီးမှုလည်းလျှော့နေလာတတ်ပါတယ်။ကိုပိုင်ယုံကြည်မှုတည်ဆောက်ရန်လက်တွေ့ကြသောနည်းလမ်းများဒီတော့ကိုယ့်ရဲ့အတွင်းစိတ်စွမ်းအားတွေကိုဘယ်လိုရှာဖွေပြီးကိုပိုင်ယုံကြည်မှုကိုတည်ဆောက်ကြမလဲ။နံပါတ်၁အပြုသဘောဆောင်သောကိုကိုကူပြောဆိုခြင်းကျွန်တော်တို့ရဲ့အတွေ့အကြုံကကိုကိုကူယုံကြည်မှုအပေါ်အများကြီးကိုလွှမ်းမိုးပါတယ်။ကိုကိုကူပြောဆောင်နေတဲ့စကားလုံးတွေကိုတည်ထားပါ။ ်အစိုးမြင်အထွေတွေကိုဖော်ထုတ်ပါကိုကိုကိုငါမလုံနိုင်ဘူးငါအရေးချင်းမရှိဘူးစတဲ့အထွေတွေဝင်လာပြီဆိုတာနဲ့အဲ့ဒီအထွေတွေကိုမှတ်သားထားပါအပြုသဘောအထွေနဲ့အစာထိုးပလိုက်ပါအစိုးမြင်တဲ့အထွေတွေကိုသိရှိပြီးပြီဆိုတာနဲ့ချက်ချင်းအပြုသဘောဆောင်တဲ့စကလုံးတွေနဲ့အစာထိုးပါဥပမာအားဖြင့်ငါမလုံနိုင်ဘူးဆိုတဲ့အစာငါစူးစမ်းကြည့်ရမယ်ငါတင်ယူလို့ရတယ်ငါရေချင်းမရှိဘူးဆိုတဲ့အစားငါမှထူးခြားတဲ့အစွမ်းတွေရှိတယ်စသဖြင့်ပေါ့ affirmation များယူဆိုပါ နေ့စဉ်မနက်ခင်းဒါမှမဟုတ်ညအရာဝင်ခါမှာငါဟာတန်ဖိုးရှိတဲ့သူတစ်ယောက်ပါငါဟာအရေးချင်းရှိတဲ့သူပါငါဟာအချစ်ခံရတဲ့သူပါစသဖြင့်အပြူတဘောဆောင်တဲ့စကလုံးတွေကိုစိတ်ထဲကနေဒါမှမဟုတ်အတန်ထွက်ပြီးတော့ရွတ်ဆိုပေးပါဒါကတော့သင်ရဲ့ subconscious mind ကိုထွန်းမိုးပြီးယုံကြည်မှုကိုတိစောက်ပေးပါလိမ့်မယ်နံပါတ်1အောင်မြင်မှုတိတိလေးတွေကိုအတိမတ်ပြုပါကြီးမားတဲ့အောင်မြင်မှုတွေအတွက်ပဲစောင့်နေတာမျိုးမဟုတ်ပဲနေ့စဉ်ဘဝမှာကိုလုံးနိုင်တဲ့အောင်မြင်မှုတိတိလေးတွေကိုအတိမတ်ပြုပါ အောင်မြင်မှုကြာနေရေးပါနေ့စဉ်ကိုလုံးနိုင်ခဲ့တဲ့ကောင်းတဲ့အရာတွေအောင်မြင်မှုတိတ်တိတ်လေးတွေကိုမှတ်တမ်းတင်ပါဥပမာဒီနေ့အချိန်မီအဲ့ရထားနိုင်ခဲ့တယ်အလုပ်တစ်ခုကိုငါကောင်းကောင်းပြီးစီးခဲ့တယ်တငယ်ချင်းတယောက်ကိုကူညီပေးနိုင်ခဲ့တယ်စသဖြင့်ပေါ့ကိုကိုကိုချီးကျူးပါအောင်မြင်မှုတစ်ခုရတဲ့အခါဒါမှမဟုတ်ကောင်းမွန်စွာပြီးမြောက်တဲ့အခါမှာကိုကိုကိုတော်လိုက်တာလို့ပြောပြီးတော့ချီးကျူးပေးပါနံပါတ်3ခန္ဓာကိုယ်ကျမ်းမာရေးကိုဂရုစိုက်ပါစိတ်နဲ့ခန္ဓာကိုယ်ဟာဆက်ဆက်လို့နေပါတယ် ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်မှစိတ်ကလည်းလန်းဆန်းပြီးယုံကြည်မှုတွေရှိလာပါလိမ့်မယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။လေ့ကျင့်ခန်းလုပ်ခြင်းကစိတ်ဖိစီးမှုကိုလျှော့ချပေးပြီးတော့စိတ်ခံစားမှုမှာကောင်းမွန်စေတဲ့တက်တီထွက်လာအောင်ကူညီပေးပါရစ်။ကိုယ့်ကိုယ်ကိုပို့ပြီးတော့လန်းလန်းဆန်းဆန်းလှုပ်ရှားတက်ကြွစေပါရစ်။ကိုယ့်ကိုယ်ကိုပို့ပြီးတော့လန်းဆန်းလှုပ်ရှားတက်ကြွစေပါရစ်။ညှတာတဲ့အစားအစာတွေကိုစားတော့ပါ။အာဟာရပြည့်ဝတဲ့အစားအစာတွေကအုံနောက်ရဲ့လှုပ်ဆောင်ချက်ကိုကူညီပေးပြီးစိတ်ခံစားမှုတွေတည်ငြိမ်စေပါရစ်။ လုံလောက်စွာအိတ်ဆက်နာယူပါအေးရွာခြင်းကဆရောကိုပါလန်းဆန်းစေပြီးပို့ပြီးတော့အာယုံဆိုင်နိုင်စွမ်းကိုတွုံမြင့်ပေးပါတယ်နံပါတ်၄ကိုကိုကိုစိန်ခေါ်ပါကိုရဲ့တက်တောင့်တတားဆုံး comfort zone နဲ့ကနေပြီးတော့ရဲရဲဝံ့ဝံ့ထွက်ပြီးကိုကိုကိုစိန်ခေါ်ကြည့်ပါအသည့်အစမ်းတွေကိုသင်ယူပါမတည်သေးတဲ့ပညာရဲ့တစ်ခုကိုသင်ယူတာအတက်ပညာအသည့်တစ်ခုကိုလေ့လာတာမျိုးပြုလုပ်ပါဥပမာအပြင်ဘာသာစကားအတိတူရိယာတစ်ခုခုအချက်ပြုတ်စတာတွေပေါ့ကြောက်ရွံ့နေတာတွေကိုရင်ဆိုင်ပါ ကိုကြောက်တဲ့အရာတစ်ခုကိုသိငဲ့တဲ့ခြေလမ်းအနေနဲ့ရင်ဆိုင်ကြည့်ပါ။ဒါဟာကိုကိုကငါလုံနိုင်တယ်ဆိုတဲ့ယုံကြည်မှုကိုပေးပါလိမ့်မယ်။နံပါတ်၅နှိုင်းရှင်ခြင်းကိုရှောင်ကျဉ်ပါခဗျာ။ကိုကိုကတခြားသူတွေနဲ့နှိုင်းရှင်ခြင်းကကိုပိုင်ယုံကြည်မှုကိုတည်တည်တတ်တာထိခိုက်စေပါတယ်။လူတိုင်းမှာကိုပိုင်အားသာချက်အားနည်းချက်တွေနဲ့ကိုပိုင် လမ်းကြောင်းတွေရှိတဲ့ကြပါတယ်။လူမှုကွန်ရက်ကိုထိန်းချုပ်ပါလူမှုကွန်ရက်ပေါ်ကသူများတွေရဲ့ပုံကောင်းတွေကိုကြည့်ပြီ ကိုကိုကိုစိတ်တက်ကြနေခြင်းကိုရှောင်ရှားပါ အများစုကသူတို့တွေရဲ့ဘဝရဲ့အကောင်းဆုံးအပိုင်းတွေကိုပဲပြသလိရှိပါတယ်ကိုခရီးကိုကိုရှောက်ပါသူများနဲ့ကိုကိုနှိုင်းရှင်မဲ့အစားကိုရဲ့ကိုပိုင်တိုးတက်မှုကိုသာအာရုံစိုက်ကြည့်ပါနံပါတ်6ကိုကိုကိုချစ်ပါကိုကိုကိုချစ်ခင်ကျင်းနာတဲ့ခြင်းနဲ့ကိုချင်းစားတဲ့ခြင်းကကိုပိုင်ယုံကြည်မှုကိုတည်ဆောက်ရမှာမရှိမဖြစ်လိုအပ်ပါတယ်ကိုမားတွေကိုခွင့်လွှတ်ပါလူတိုင်းဟာမှားတဲ့ကြပါတယ်ကိုမားတွေကိုသင်ငန်းစာယူပြီးကိုကိုကိုခွင့်လွှတ်တတ်ပါ ကိုကိုကိုပြင်းပြင်းထန်ထန်အပြစ်တင်တာမျိုးမလုပ်ပါနဲ့ပြီးတော့ကိုကိုကိုဂယူးဆိုင်ပါကိုနဲ့တက်တဲ့အရာတွေဥပမာအားဖြင့်ရေနွေးလေးနဲ့ရေချိုးတာစာအုပ်ကောင်းကောင်းဖတ်တာလိုမျိုးကိုကိုကိုစုချပြီးတော့အနာယူကြည့်ပါဟုတ်ကဲ့ပါအဲ့ဒီတော့ကိုပိုင်ယုံကြည်မှုကိုတိဆောက်တယ်ဆိုတာဟာတရက်ထဲနဲ့ပြီးဆုံးသွားမဲ့ခရီးမဟုတ်ပါဘူးဒါဟာနေ့စဉ်နဲ့အမျှလေ့ကျင့်ယူရမယ်ပြုပြင်ပြောင်းလဲရမယ့်အတွေးခေါ်တွေနဲ့အလေ့ကျင့်တွေရဲ့စူပေါင်းရလက်ပါ ဒီနေ့ကျွန်တော်တို့မျှဝေခဲ့တဲ့ဒီလန်တွေကတင်ရဲ့အတွင်းစိတ်စွာအားတွေကိုရှာဖွေတွေ့ရှိပြီးပုံမယုံကြည်မှုရှိတဲ့ဘဝတစ်ခုကိုပုံဖော်နိုင်ဖို့အတွက်အထောက်အကူပြုပေးမယ်လို့ယုံကြည်ပါတယ်။တင်ရဲ့တန်ဖိုးကိုတည်ပါကိုကိုကိုချစ်ပါအပြုသဘောဆောင်တဲ့အတွေးခေါ်တွေကိုမွေးမြူပါပြီးတော့အောင်မြင်မှုတိတိလေးတွေကိုတော့မှပဲအသိမှတ်ပြုပေးပါဒီယာရီကတော့စူပောင်းပြီးတင့်ရဲ့ကိုပိုင်ယုံကြည်မှုကိုတိုးတက်စေပြီးဘဝရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့ခွန်အားတွေကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီနေ့ဒီအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်